290ပြည်ကရင်ပြည်နယ်နှင့်ထိမ့်မက်ခန်းနာကိုနိုဝင်ဘာလ9ရက်နေ့နက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။အခမ်းအနားပထမပိုင်းဖြစ်ယနေ့နိုဝင်ဘာလ9ရက်နေ့နနက်6နာရီခွဲချိန်ကကရင်ပြည်နယ်ဖမ်းမျိုးရှိပြည်နယ်စိုးရဖွဲ့ရုံမြခင်ပြည်မှာကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်စိုးရဖွဲ့ဝင်များပြည်နယ်ခရိုင်နယ်မြို့နယ်ဆင့်ဌာနဆိုင်ရာများမြို့မိမြို့ဖများနဲ့ចောင်းသားចောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ ်ထို့အတူကရင်လက်နက်ကိုင်ဖွဲ့များဖြစ်ကြတဲ့ကရင်ပြည်နယ်နေသားစောင့်တပ် BGF မှအထွေထွေတွင်ရင်မူဗိုလ်မှူးကြီးစောချစ်သူနဲ့စစ်ဒေသမှူးများ KNU, KNNA, PC မှဒူဂထာဒေါက်တာနောက်ကဘောထူးနှင့်အဖွဲ့ဝင်များဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DGBA မ ဒူးစစ်ဦးစည်းကျော်စောရွှေဝဦးဆောင်တဲ့အဖွဲ့ဝင်များအပြင်ကရင်မျိုးသားစီယုံ KNU ဒူပလာယာခိုင်ဥက္ကဋ္ဌဟာဘရိုစောရွှေမောင်းလည်းအခမ်းအနားကိုတက်ရောက်ခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်နှစ်80ပြည့်ကရင်ပြည်နယ်နေ့ထိမ့်မှတ်အခမ်းအနားဒုတိယပိုင်းဖြစ်ဖအံမျိုးအမှတ်လေးရက်ွက်ရှိတိတိကွင်းမှာပြုလုပ်တဲ့နှစ်80ပြည့်ကရင်ပြည်နယ်နေ့ထိမ့်မှတ်မုံနဲ့ပြာကံများဖွင့်ပွဲခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ နှစ်80ပြည့်ကရင်ပြည်နယ်နေထိမ့်မဲ့ပွဲတော်အားပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှစတင်ကကျင်းပပြုလုပ်လျက်ရှိကြောင်းနဲ့နိုဝင်ဘာလ10ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ကင်ပြည်နယ်နှင့်ထိမ့်မဲ့ပွဲတော်ကာလအတွင်းကရင်ရိုးရာဒုံကပြိုင်ပွဲများရိုးရာလဝိပြိုင်ပွဲများရိုးရာ လေလောပြိုင်ပွဲများနှင့်နဂါလေလောပြိုင်ပွဲများကျင်းပပြုလုပ်လျက်ရှိတဲ့အပြင်ဈေးရောင်းပွဲတော်များဒေသအစားအစာနှင့်မုံဈေးရောင်းပွဲတည်တည်ဝလံပန်းမှန်ပြပွဲပြိုင်ပွဲများ ဌာနဆိုင်ရာများရဲ့ပြကန်းများပျော်ဝဲရှင်ဝဲများလည်းထည့်သွင်းကျင်းပပြုလျက်ရှိကြောင်းသိရပါသည်